မလ30ရက်နေ့မိုးလယ်ပိုင်းမှာငလင်တန်ထိခိုက်နစ်နာခံရဆုံးလို့သတင်းရှိနေတဲ့စပူတီတီမြို့နယ်ပလာတီတီရပ်ကွက်ကဝန်ထမ်းအင်အားဘက်ကိုတောက်ရခဲ့ပါတယ်။ဒီဝန်ထမ်းအင်အားလေးတပ်မြင့်တဲ့အဆောက်အုံတွေဖြစ်လို့ငလင်လှုပ်ချိန်မှာအောက်ဆုံးတပ်မှရှိနေတဲ့ဝန်ထမ်းနဲ့မိသားစုတွေထိခိုက်ဒဏ်ရာတိဆုံးမှုတွေရှိတယ်လို့သိရပါတယ်။ကျွန်တော်တို့ရောက်သွားတဲ့အခါမှာ ကုကြီးကေဇေယျတဲ့တပ်မတော်ရေရက်ကကုကြီးကေဇေယျဖွဲ့တယ် မိသားဦးစီးဌာနရဲ့ပုဂံမှုအောက်မှာကိုကဲမှုအောက်မှာရှိတဲ့ Rex 2 team လို့ခေါ်တဲ့ကိုကြီးကေဇေးအသင်းတွေဥဆောင်ပြီးတိုက်ပြက်အုပ်ပုံတွေအောက်မှာရှိနေတဲ့တေဆုံးပြီးအသက်ရှင်လျက်ရှိစေဝနမိသားစုမျိုးအားကျိုးမှန်တဲ့ကိုကြီးနေပါတယ်ကျွန်တော်တို့လည်းကိုရံရောအဖွဲ့စည်းရရောတင်ကလင်တန်ကိုခန်းစားနေရတာဖြစ်လို့အင်အားအပြည့်ဝထုံလို့ပြီးအင်တိုင်းအားလိုက်ဆောင်ရွက်လိုပေမဲ့အနည်းငယ်တော့ကတ်တက်ချက်ရှိနေပါတယ်ဗျာတို့တော်လည်းဘာပဲဖြစ်ဖြစ် နိုင်ငံကျိုးနဲ့ကိုကျိုးကိုရှင်ရင်နိုင်ငံကျိုးဥစားပေးရမယ်ဆိုတဲ့အမူအရကိုယ်အိမ်ဖြစ်တာတွေကိုယ်ဖွဲ့စီဖြစ်တာတွေကိုရှိတဲ့လူတွေဝိုင်းလို့ထုတ်လို့ရတယ်မှာအင်အားနဲ့ကျွန်တော်ဒီနေရာကိုဝိုင်းဝန်းကူညီပံ့ပိုးရောက်ခဲ့ကြတာပါတိုးတော်လည်းပဲဒီနေရာမှာကကျွမ်းကျင်ပညာရှင်တွေကယ်ဆယ်ရေးလုပ်နေတာဖြစ်လို့ကိုယ်တိုင်ထိထိရောက်ရောက်ဝင်မပါနိုင်ပေမဲ့တို့ကဲထုတ်လာတဲ့လူနာတွေရုပ်အလောင်းတွေငလင်တန်တဲ့ပြည်သူတွေကိုဘေးလွယပို့တာတွေဒါတွေပြင်အဲ့မှာရှိနေတဲ့ငလင်တန်တဲ့ဒုက္ခတွေအတွက်ရေပါဝင် အတင်းစားအစားတောက်တွေ ူညီကယ်ဆယ်ရေးအဖွဲ့အတွက်လိုအပ်သောအစားတောင်းတဲ့လိုအပ်ချက်တွေကိုတအားသမျှဖြည့်ဆည်းရင်လိုအပ်ဒါနပြုခဲ့ရပါတယ်။ကျွန်တော်အများအားပြောနေသလိုပဲဗျာ။နိုင်ငံတော်မှာအတိတ်တကရောက်လာခြင်းတိုင်းမှာတပ်မတော်သားတွေ NGO ဖွဲ့စည်းတွေနိုင်ငံကိုချစ်တဲ့ Pride တပ်သမားတွေပြည်သူတွေကဝိုင်းဝန်းကူညီဆောင်ရွက်ရင်းပံ့ပိုးကူညီနေရတာတကယ်အရှိတရားပါ။ကျွန်တော်တို့ကူညီနေတဲ့ဒုတိယအကြိမ်ငလျင်အသတိပေးချက်တွေလာလို့လဲလို့ရကွေ အင်းမြေကိုတိတ်ချောင်ပြီးတော့မှလုပ်ငန်းတွေစရတာပေါ့ဘယ်လိုပဲဖြစ်စေအားလုံးပဲဒီအန်ဒရကဆူကကြော်လွမ်းနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်ပေကင်းကြားမှာပါကျလို့လေဆူတောင်းတက်ပါခင်ဗျာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက်ရှိတည်တာခိုင်မြဲပါစေ